ီးဖြဲမိရရဲ့အကုံလုံးမှာကရေလေကျိုးဒေတာကိုစစ်တပ်ကစစ်ကြောင်းထိုးနေပြီးတော့ရွာတွေကိုမိရှို့တယ်လူတွေကိုတတ်တယ်လို့သာပြောတယ်။သူတို့အားပေးနေတဲ့မြင်းချံဗလာတိုက်ကဌာနချုပ်ကိုတပ်မတော်ကသိမ်းပန်းရရှိတယ်ဆိုတဲ့သတင်းကိုတော့ထိန်ချန်ထားကြတယ်။ဒီထဲကောင်မှာရှာရှာပါပါ DBB သတင်းဌာနကဝန်ခံတယ်။ဘာကြောင့် DBB သတင်းဌာနကဝန်ခံတာလဲဆိုတော့အဲ့ဒီမြင်းချံဗလာတိုက်ကအဖွဲ့ရဲ့အဲဘုံမိုက်ခဲဆိုတဲ့တပုံကောင်းဆောင်ဗတက်ကောင်းဆောင်ကိုယ်တိုင်ကသူတို့ရဲ့အဲ ထုတ်ပြန်ချက်ထဲမှာသူတို့ဒီစခန်းကိုလက်လွတ်ခဲ့ရပါတယ်သူတို့ဌာနချုပ်ကိုစွန့်ပြီးပြေးခဲ့ရပါတယ်လို့ဝန်ခံထားတဲ့အတွက်အဲဒီတရင်ကို GBB ကလည်းပဲဝန်ခံထားတာဖြစ်တယ်ကျွန်မတက်တည်ထောက်တာနဲ့ပြပါမယ်မနေ့ကကျွန်မဒီတရင်တင်တော့ကျွန်မရှိမှလာပြီးတော့အုံနဲ့ကျင်းနဲ့ညင်းကြတဲ့အဖွဲတွေနော်ကျွန်မကတက်တည်ထောက်တာနဲ့ပြနိုင်ကျွန်မရှိမှရှင်တို့တသက်လုံးကြုံခံမလားလို့ကျွန်မစိန်ခေါ်ထားတဲ့လူတွေကျွန်မစီမှာကြော်လာခံလို့ရပါပြီတရင်ကိုကြည့်ကြည့်ပါ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြင်းချင်းကြားတဲ့နဲ့ပြောက်ကြားဌာနချုပ်စစ်တပ်ကတင်ပိုက်နိုင်သည့်အတွက်မပုတုစီကျုံခံကြဖို့ပြောပြလာတဲ့ရုပ်တံနဲ့အတူရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလတွင်အစောဆုံးကျင်းပရန်စီစဉ်ထားဟုနာဆကဥက္ကဋ္ဌပြောကြားလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ် ရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလတွင်အစောဆုံးကျင်းပရန်စီစဉ်ထားဟုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လိုင်ကပြောကြားသည့်မတ်9ရက်ကနာဆကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်နှင့်ဘယ်လာရုစ်နိုင်ငံသမ္မတလူကာယန်ကောတို့ဘယ်လာရုစ်သမ္မတနန်းတော်တွင်တွေ့ဆုံ၍နှစ်နိုင်ငံဆွေးနွေးမှုများပြီးပြုလုပ်သည့်ပူးတွဲသတင်းစာရှင်းလင်းပွဲတွင်နာဆကဥက္ကဋ္ဌကထိုးထုတ်ပြောကြားခြင်းဖြစ်သည် ကျွန်တော်တို့ဟာပြီးခဲ့တဲ့2020ပြည့်နှစ်ရွေးကောက်ပွဲမှာမဲမတမမှုဖြစ်ခဲ့တဲ့အတွက်ကျွန်တော်တို့နိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာပြီးတော့ခိတ္တတာဝန်ယူထားတာဖြစ်ပါတယ်။မကြခင်မှာလည်းဥပဒေနဲ့အညီရွေးကောက်ပွဲကိုကျင်းပသွားဖို့ရှိပါတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလတွင်အစောဆုံးကျင်းပသွားဖို့စီစဉ်ထားကြောင်းပြောလိုပါတယ်ဟုနာဆကဥက္ကဋ္ဌကပြောကြားသည်။ထို့ပြင် ရွေးကောက်ပွဲဝင်ရန်အတွက်လည်းပါတီပေါင်း93ခုကစည်ရင်းပေးသွင်းထားပြီးဖြစ်ကြောင်းနဲ့ရွေးကောက်ပွဲကျင်းပမှုနှင့်ပတ်သက်ပြီးဘယ်လာရုစ်နိုင်ငံ၏လေလာဖွဲများကိုလာရောက်ကြည့်ရှုနိုင်ရန်အတွက်ဖိတ်ကြားကြောင်းနာဆာကဥက္ကဋ္ဌကပြောကြားသည်မင်္ဂလာပါကျွန်မမဘီတူမာသေးပါရှင်ဒီနေ့နောက်25ခုနဲ့မက်စလာခွန်ရည်ရနေဖြစ်ပါတယ်မင်းအင်းချန်ရဲ့ရေတကြုံမှာ အခြေအနေပြီးတော့အကြမ်းဖက်မှုတွေလုပ်ရနေတယ်မြင်းချံ black guy က MPD အဖွဲ့ရဲ့ဌာနချုပ်ဗဒက်အတိုက်စခန်းကိုတက်မတော်ကနေပြီးတော့မြေလန်နိုင်ခဲ့ပါတယ်တက်မတော်ကနေပြီးတော့တိမ့်မက်ရရှိခဲ့တယ်လို့ဒီဌာနချုပ်စခန်းကတကယ်ပေါ်မှာဒီမြင်းချံ black guy ကအဖွဲ့ရဲ့အတီးရှိရနေရဒီမှာတို့ဒီ edit စခန်းမှာတို့လက်နက်တွေထုတ်လေးရှိတယ်နော်တို့လက်နက်တွေထုတ်တယ်တို့ကလည်း rocket တွေပါတယ်ပေါ့နော်တို့ကြီးကြီးကြီးပြောလို့ရှိတာပေါ့ rocket တွေပါတယ်ထုတ်တဲ့နေရာဖြစ်ပါတယ်ဒီနေရာဒီရေလေကျုံးဒေတာပေါ့နော်ရေလေကျုံးဒေတာရေကျုံးမျိုးနဲ့ရေလေကျုံးဒေတာဈေးနေကြီးပါတယ်မြောက်ဖက်မှာရှိတယ်ဒီမြင်းချံ black guy ကတက်ဖွဲ့ရဲ့တပုံးဗဒက်စခန်းဌာနချုပ်တက 他那就没脸活，长着俺的皮，我顶他也是开骂的。 ဒီတဲ့ငူကျွန်မကမနေ့တည်းကပြောတယ်မနေ့ညကကျွန်မဒီတောင်းရအောင်ရေးပြီးတင်တဲ့ခါကျတော့ဟာနေ့မှတက်တယ်ထောက်တာရှိလို့လားလို့တက်တယ်ထောက်တာရှိမှပြပါဆိုပြီးတော့ဘသူပါပြောပြောမျက်စိစုံမိတ်ဖင်ပိတ်ပြီးငင်းရမယ်ဆိုတဲ့အတိလောက်နဲ့လူဖြစ်နေကြတယ်နေပေါ်နေပိတ်တွေကကျွန်မကိုဝိုင်းပြီးတော့သူတို့ဟောင်းကြတယ်လောင်းကြတယ်ဆိုတော့ခင်ဗျားတို့ပြောနေတဲ့တက်တယ်ထောက်တာကိုကျွန်မပြမယ်ဆိုတော့ကျွန်မတို့မရှိမြမတက်မတော်သည်အောင်ပွဲတွေလေးလေးစုခုနေပါရဲ့မြင်းချံဘလက်တက်ကတက်ဖွဲ့ဆိုတာကတော့မြင်းချံကမတိတာယူမုံလို့ပြည်သူစစ်ခွဲတွေကိုမကြခဏအချုံကိုတိုက်ခိုက်လေးရှိတဲ့အကြံဖက်အဖွဲ့ရှိရဖြစ်ပါရဲ့ဒီအဖွဲ့ရဲ့အဓိကဌာနချုပ်နေရာကိုတိမ့်ပိုက်ရရှိနေတာဖြစ်တယ်ဒီတဲ့ င်းနဲ့ပတ်သက်လို့တီးဖြတ်မီဒီယာ TVB မှာဝန်ခံထားပြီဒါပေမဲ့ရန်ကုန်ခေတ်သစ်ဆိုတဲ့မီဒီယာမှာကြတော့အာရေချိုးဒေတာမှာစစ်ကောင်စီကစစ်ကြောင်းထိုးပြီးတော့တရွာလုံးကိုမီးရှို့သွားပြီးတော့အရက်သားတွေကိုတတ်တယ်လို့ပဲကလိန်ကချစ်ပြောတယ်သူတို့မြင်းချံဗလက်တိုက်ကဌာနချုပ်တကုံဗလက်စကန်ကိုတက်မလို့ကသိမ်းပိုက်ရရှိတဲ့တဲ့င်းကိုတော့ထိန်ချန်ထားကြတယ်ဒါကြောင့်မလို့ရန်ကုန်ခေတ်သစ်ဆိုတာကဘုံကျုံမျိုးညစ်တီရဲ့နော်ဘုံကျုံမျိုးညစ်တီနဲ့ တကယ်ကျမတို့နိုင်ငံတော်မှာကျမတို့ပြည်သူချင်းချင်းကိုတွေးခွင့်အောင်ရတိုက်နေတဲ့ပြည်ဖက်မီဒီယာသာဖြစ်တယ်။နော်ဒီ RFA မှာဆိုလို့ရှိရင်လည်းဒီလိုပဲပြောရတယ်။တခြားသောပြည်ဖက်မီဒီယာတွေအကုန်လုံးမှာကရေလေကျိုးဒေတာကိုစစ်တပ်ကစစ်ကြောင်းထိုးနေပြီးတော့ရွာတွေကိုမီးရှို့တယ်လူတွေကိုတတ်တယ်လို့သာပြောရင်သူတို့အားပေးနေတဲ့မင်းရှင်ဗလာဒိုက်ကဌာနချုပ်ကိုတပ်မတော်ကသိမ်းပိုက်ရရှိတယ်ဆိုတဲ့သတင်းကိုတော့ထိန်းချက်ထားကြတယ်။ဒီထက်ကိုမှရှာရှာပါပါ GBP သတင်းဌာနဝန်ခံနေ။ဘာကြောင့် GBP သတင်းဌာနဝန်ခံတာလဲဆိုတော့အဲ့ဒီမင်းရှင်ဗလာဒိုက်ကအဖွဲ့ရဲ့ဘိုမိုက်ခဲဆိုတဲ့တပုံခေါင်းဆောင်ဗဒက်ခေါင်းဆောင်ကိုယ်တိုင်ကသူတို့ရဲ့အဲ ထုတ်ပြန်ချက်ထဲမှာသူတို့ဒီစကန်ကိုလက်လွတ်ခဲ့ရပါတယ်သူတို့ဌာနချုပ်ကိုစုံပြီးပြေးခဲ့ရပါတယ်လို့ဝန်ခံထားတဲ့အတွက်အဲဒီသတင်းကို GBP ကလည်းပဲဝန်ခံထားတာဖြစ်တယ်ကျွန်မသက်သေထောက်ထားလည်းပြပါမယ်မနေ့ကကျွန်မဒီသတင်းတင်တော့ကျွန်မရှိမှလာပြီးတော့အုံနဲ့ကျင်းနဲ့ညင်းကြတဲ့အဖွဲ့တွေနော်ကျွန်မကသက်သေထောက်ထားနဲ့ပြနိုင်ကျွန်မရှိမှရှင်လို့တသက်လုံးကျွန်ခံမလားလို့ကျွန်မစိန်ခေါ်ထားတဲ့လူတွေကျွန်မစီမှာကြော်လာခံလို့ရပါပြီသတင်းကိုကြည့်ကြပါမရှိခဲ့ပါတယ်မနေ့က3လပိုင်း6ရက်နေ့မနေ့ကမနေ့6လပိုင်းဝင်းချိန်ချိန်မှာထုံးစစ်စီပြီးတော့ကချင်ပြည်နယ်တနိုင်းမြို့နယ်မှာရှိတဲ့ KI စကန်နှစ်ခုကိုမြမတက်မတော်နဲ့ဝါယာဆုပ်ဒီသူစစ် ူပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ရရှိခဲ့တယ်။ဒီသတင်းကိုနော် VOA BBC RFA DBB နော်မြစည်းမရန်ကုန်ခေတ်တိစတဲ့ပြည်ဖြတ်မီဒီယာအကုန်လုံးကဖုံးကွယ်ထားကြတယ်။သူတို့အထင်အားပြီးဒီကျဲလို့နဲ့ပြီးပြီဆိုရင်ဒီတရင်တွေကိုဖုံးကွယ်ပြီးတော့အရက်သားပြည်သူတွေဒုက္ခရောက်ပါတယ်ဆိုပြီးတော့ဒါပြည်သူတွေရှားတဲ့မှာမြမကျွန်တော်တို့မြမတက်မတော်ကိုတက်မတော်နဲ့ပြည်သူကြမှာပွေ ခွဲရန်တိုက်နေကြတယ်တရေမမှန်တော့အမေခိုမကင်းတော့ဘုံကြုံမျိုးညင်မီဒီယာတွေဖြစ်တယ်အဲ့ဒီလိုမျိုးတစ်ဖက်သိနေပြီးတော့တစ်ဖက်ဆောင်းနေနေねကျမတို့ပြည်တွင်းရေးကိုမီဒီယာအမိခံပြီးမှန်ကန်မှုမရှိမျှတမှုမရှိတစ်ဖက်ဆောင်းနေပြောနေလို့ပဲဒီသူတို့တွေရဲ့တယုံမှန်ကိုသိလာတဲ့အမေရိကန်နိုင်ငံကိုယ်တိုင်ကဒီပြည်ဖြတ်မီဒီယာတွေကိုပေးနေတဲ့အထောက်ပံ့ဒီကောင်လုံးကိုရက်ဆိုင်လိုက်ပြီးဖြစ်ပါတယ်ဒါကြောင့်မို့လို့အဲ့ဒီပြည်ဖြတ်မီဒီယာတွေအကုန်လုံးနဲ့အတူအန်လို့ကြီးနော်အမျိုးသားညီညွတ်ရေးအစိုးရအမိခံထားတဲ့နိုင်ငံတကာမှာဒုက္ခတွေဖြစ်ခံယူပြီးတော့သူများနိုင်ငံမှာအမေရိကန်မှာဒုက္ခတွေဖြစ်ခံယူတယ်ဩစတြေးလျနိုင်ငံမှာ ာဒုက္ခသည်အဖြစ်ခံယူရဲဖင်လန်နိုင်ငံမှာဒုက္ခသည်ဖြစ်ခံယူရဲဂျပန်စင်ကာပူစတဲ့ဖြစ်ရောက်ရနိုင်ငံမှာဒုက္ခသည်ဖြစ်ခံယူထားတဲ့သူတွေဒုက္ခသည်အစိုးရကြီးလေးပဲတရောင်းကြောက်ခွက်ပြောက်တဲ့တိမ်ကြုံရပြီဖြစ်တယ်ဒီပေါ်မှာအမေရိကန်နိုင်ငံအမေရိကန်ဆိုရအမေရိကန်သမ္မတရဲ့ထုတ်ပြန်ချက်ကျွန်မဖတ်ပြပါမယ်ဒီမိုကရေစီလူ့ခွင့်ရဲနဲ့လွတ်လပ်တဲ့သတင်းမီဒီယာတွေကိုထောက်ပံ့ပေးနေတဲ့အမေရိကန်ဒေါ်လာ55စင်အပောင်ဝင်နဲ့အခု2025ခုနှစ်အတွက်မြန်မာနိုင်ငံကိုကူညီထောက်ပံ့ငွေဒေါ်လာ250နဲ့ကိုတန်ကိုအမေရိကန်ဆိုရကဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်နော်ဒါအပြင်နဲ့ ဒါပြင်ဒေါ်လာ1.1 billion ဝင်းကျင်ကိုလည်းဆုံးရှုံးနိုင်ခြင်းရှိပါတယ်။ပြည်တယ်နိုင်ငံကလည်းနိုင်ငံခြားအကူအညီဘတ်ဂျက်40ရာခိုင်နှုန်းကို short ချဖို့ကြေညာခဲ့တဲ့အတွက်အခု2025ခုနှစ်အတွင်းမြန်မာကိုအကူအညီဖြစ်သတ်မှတ်ထားတဲ့ဒေါ်လာ55တန်းတွေက28တန်းဝင်းကျင်လာရရှိတော့မှာဖြစ်ပါတယ်တဲ့။ဆိုတော့တရောင်းသားတွေခွက်ပြောက်ကိန်းကျုံသွားပြီ။နော်အခုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့သမ္မတ၄နှစ်လုံးလုံးမှာအဲ့ဒီပြည်ဖြတ်မိတာတွေနော်အာပြည်ဖြတ်မိတာတွေနဲ့ဒီမိုကရေစီရေးဆိုအခု အန်ယူဂျီတို့အဖွဲ့တွေကိုမဆုံးမပို့လေထောက်ပံ့ပေးရဆိုတာကသူတို့ကိုသူတို့ဒီမိုကရေစီရေးလို့ပြောလို့အဲ့ဒီဒီမိုကရေစီရေးအတွက်အမေရိကန်ကထောက်ပံ့ပေးထားတာသို့တော်သူတို့ရဲ့ဒီမိုကရေစီကဒီမိုကရေစီအမြင်ခံပြီးတော့စစ်သွေးကြောဝါဒအကျဉ်းသုံးနေရဆိုတာကိုဒီပြည်ဖက်မီဒီယာတွေကလည်းမီဒီယာအမြင်ခံပြီးတဖက်ဆောင်နေလုပ်နေရဆိုတာကိုသူတို့ကိုထောက်ပံ့ပေးနေတဲ့အမေရိကန်နိုင်ငံကသိသွားပြီ။ ားကြောင့်မို့လို့ဘုံကြုံမျိုးညက်တွေဘဝကတရောင်းစားခွက်ပြောက်တဲ့ကိန်းကိုကြုံနေပြီတရောင်းစားခွက်ပြောက်တဲ့ဘဝကိုရောက်သွားပြီအခုမိခင်တမရဒေါ်နေထွန်းကသူ့တောင်းဝင်ထားတဲ့တမရတက်တန်လေးနှစ်လုံးလုံးမှာလုံးဝလုံးဝမထောက်ပံ့မကူညီတော့တဲ့အတွက်တရောင်းစားခွက်ပြောက်တဲ့ကိန်းကြုံနေရပြီဖြစ်တယ်ဒါဒီတိုင်းပြည်နယ်လူမျိုးပေါ်အမှန်တကယ်စေတနာမေတ္တာမရှိတဲ့အတွက်သစ္စာဆူးကြတယ်ဖြစ်တယ်ဟုတ်ပြီတစ်ဖက်ကအဲ့ဒီပြည့်ပြည့်မိသားရင်းနဲ့အလူကြီးလူမျိုးနော်ဒုက္ခတွေအစိုးရကြီးက အခုလိုမျိုးတရောင်းသားခွက်ပြောက်ကင်ကြုံနေရတဲ့အချိန်မှာကျမတို့လက်ရှိနာဆာကအစိုးရနာဆာကအင်ဆောင်အစိုးရနဲ့ကျမတို့ထောက်ခံနေတဲ့တက်မတော်ရဲ့အချိန်တွေဘယ်လိုရှိလဲကျမတတင်းတော်ဖွင့်ပြမယ်။ရခြားနိုင်ငံရဲ့အမျိုးသားနေအောင်ပွဲဖြစ်သူတို့ကျင်းပရင်ရင်းပြင်းနေချစ်တဲ့ပွဲအဲ့ဒါကမေနိုင်မေလ9ရက်နေ့မှာကျင်းပမယ်။ဒီရင်းပြင်းနေချစ်တဲ့ပွဲကိုကျမတို့နာဆာကအင်ဆောင်အစိုးရဥက္ကဋ္ဌကိုဖိတ်ခေါ်ပြီးတော့ကျမတို့မြန်မာတက်မတော်ကိုလေအဲ့ဒီရင်းပြင်းနေချစ်တဲ့ပွဲမှာစစ်ကြောင်းအဖြစ်ပါဝင်ချစ်တဲ့ပွဲရုရှားတပ်မတော်ပူတင်ကဖိတ်ခေါ်ကန့်လန့်ခဲ့ပါတယ်။ နော်ကျမတို့မြန်မာတက်မလို့ဒီမြန်မာပြည်မှာဒါမှကနိုင်ငံတကာကပါအတိမဲ့ပြုတဲ့တက်မလို့တစ်ခုအဖြစ်သိရှိနေတဲ့အတွက်ရုရှားနိုင်ငံရဲ့တို့ရဲ့အမျိုးသားနေအောင်ပွဲနေ့အဖြစ်ချင်းပြည်နေချစ်တက်ပွဲမှာညစာကဥက္ကဋ္ဌကိုတရားဝင်ဖိတ်ပြီးတော့နိုင်ငံတော်စစ်အခီးစဉ်ဖိတ်ပြီးတော့ဒီ ဒါချိတက်ပွဲမှာကျမတို့မြန်မာတက်မတော်ဆက်ကြောင်းကလည်းပါဝင်ပြီးစည်ရေးပြချိတက်ရမှာဖြစ်ပါတယ်ဆိုတော့ဆိုတော့ကျမတို့ရဲ့နိုင်ငံကြီးခင်ရရုရှားခီးစင်နဲ့အခုဖလာရုကိုသွားနေတဲ့ခီးစင်ပေါ်မှာများစွာများစွာလူရသွေးမခံရတဲ့ဘုံကျုံမျိုးညစ်တွေကြိုက်တယ်လို့ခင်ဗျားတို့လောင်လို့ရပြီဟောင်းလို့ရပြီခင်ဗျားတို့ရဲ့ဘဝတွေကလူရသွေးမခံရတဲ့အတွက်ဟောင်းမယ်လောင်မယ်ဒီနှစ်ခုတည်းမပူတဲ့ဘဝတွေတာဖြစ်တယ်အဲ့ဒီပေါ်မှာ အဲလက်ရှိအမှုကြီးကနေပြီးတော့ပြည်ပဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဆိုတဲ့ဒေါက်တာဆာဆာကလည်းပြောတယ်ဟာရုရှားကတဲ့မြန်မာဆိုးရွားကိုမြန်မာစစ်တပ်ကိုခုလိုမျိုးပေါ့နော်အဲနျူကလ িয়ার အသေးစားဓာတ်ပုံမှုစောက်ပေးမယ်ဆိုတာကမြန်မာကိုရောက်ကိုရလို့ဖြစ်အောင်လုပ်နေပါတယ်ဆိုပြီးတော့လေထမင်းချုံကြားကငုံကြီးတန်လေးထွက်လာတယ်။လူရသည်မခံတဲ့အတွက်ထမင်းချုံကြားကငုံကြီးတန်ထွက်လာတယ်။သူတို့ကဒေါက်တာဆာဆာဒီရဲ့သူ့ကိုယ်သူဘီဘီဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးလို့ပြောတယ်။အခု၄နှစ်တာကာလအတွင်းမှာတလောက်ကို350သူပုံမှန်စားတယ်။ဒါဆိုရင်အက အဲ့ဒီ NUG အဖွဲ့အများဆုံးတည်ရှိတာထိုင်းနိုင်ငံလက်ရှိထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားရွှေ့ပြောင်းလို့တမားတိနီးမျိုးစုံနဲ့ဖိနှိပ်ခံရတယ်ဖမ်းဆီးခံရတယ်အဲ့ဒီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဒေါက်တာဆာဆာဖာလုတ်ပေးလိုက်တယ်ထိုင်းနိုင်ငံမှာရှိနေဖြစ်ပေါ့မြန်မာအလို့သမားအများစုတည်အကုန်လုံးကိုမဆိုဘူးအများစုတည်အန်နူးချီကိုထောက်ခံနေတဲ့အဖွဲ့အစည်းတွေဖြစ်တယ်ဒါကပြီးအန်နူးချီအဖွဲ့ကိုယ်တိုင်ကအောက်ခြေမှာရှိရင်ဝင်ကြီးဝင်လေးအစ်စင်တွေကထိုင်းနိုင်ငံမှာရှိတိုင်းခမည်းတော်ဘာလို့ပြေးနိုင်တယ်လဲ မလေးရှားမှာရွှေပြမြန်မာသမားတွေဒုက္ခရောက်တဲ့ခမားတို့ဘာကူညီပေးနိုင်တယ်တော်လန်ရေးအမိခံပြီးတော့အာနာဒီမြေကြီးလုခဲ့တဲ့အာနာယူနေတာဖြစ်တယ်ခမားတို့ကမှတကယ်တော်လန်ရေးအမိခံပြီးအာနာဒီမြေကြီးလုနေတဲ့အာနာယူနော်ခမားတို့ပြောခဲ့တဲ့ဖက်ဒရယ်ဆိုတာပြန်ပါလေနော်အာမနေ့ကတော့ VOE ကတင်းတဲ့ပုံကိုဖတ်လိုက်ရတယ်ဒီမင်းစင်မာဒီဖက်ဒရယ်စီတို့တဲ့ဒီတရင်ကိုလည်းဘုမတိပါမတိမိဘနေဘိတ်ဒီပုံညုံမျိုးညစ်တွေကအားရောင်ဝမ်းသာနဲ့ထောက်ခံအားပေးကြတယ်ခမားတို့မှာဖက်ဒရယ်လို့ကြီးကြီးကျယ်ကျယ်ပြောရအောင်ခမားတို့ အန်နူဂျီအမျိုးသားညီညွတ်ရေးအစိုးရကအခုခင်ဗျားတို့အဖေခေါ်ပြီးတော့ခင်ဗျားတို့အဖေခေါ်နေတဲ့အေအေကအန်နူဂျီကိုပြည်တောင်စုအစိုးရအဖြစ်သိမ်းမဲ့ပြုတ်သလားကျမမေးမယ်အခုခင်ဗျားတို့အဖေခေါ်နေတဲ့ MNTA ကိုကံအဖွဲ့ကအခုခင်ဗျားတို့ကရှမ်းပန်းစစ်စင်ကြီးရှမ်းပန်းစစ်စင်ကြီးဆိုတဲ့ပလောင်အဖွဲ့ကခင်ဗျားတို့အန်နူဂျီကိုပြည်တောင်စုအစိုးရအဖြစ်အသိမဲ့ပြုတ်သလားသူများကနိုင်ငံရေးလို့မင်းနိုင်ငံရေးအရာပြန်လဲခြေပါရရတယ်။ပိတ်ခါရှိရှိပြောရရတယ်။ပြញ្ញက်ကတ်ထဲမပူဘဲနဲ့ယုတ်တာနတ်တာအမိယုတ်လို့နှုတ်ကြမ်းတဲ့အဆင့်နဲ့တက်မှာနဲ့ အခုလင်းနေတာခီးမှာအခုခမရတို့ဖေခေါ်နေတယ်မြောက်သုံးခေါင်ဖက်ကခမရတို့အန်နူဂျီကိုကြေတောင်စုအစိုးရအဖြစ်တိမတ်ပြုတ်တလားခမရတို့ပြောတယ် K2C နော် KN နဲ့ယူပါဘောခမရတို့ KNPP KN နဲ့ကောင်ဟော KN နောက်တစ်ခုကအချင်း CN နဲ့ကောင်ဟောခမရတို့ကိုကြေတောင်စုအစိုးရအဖြစ်အတိမတ်ပြုတ်တလားခမရတို့ကကြေတောင်စုအစိုးရမပြောနဲ့ဘာမှကိုစားပြုတ်တယ်ဆိုရတာမဟုတ်ဘူးပြောမနော်အန်ဦးကြီးဆိုတာကမှကိုစားပြုဆိုရမှာပေါ့။ဒါမှအကုန်လုံးကိုကိုစားပြုကိုမပြောနဲ့။အန်အန်ဒီကိုတော့ကိုစားမပြုဘူး။ အဲ့ဒီမှာပထမဆုံး2010 2015တက်တန်းအတွင်းမှာတာဝန်ခဲ့တဲ့လွှတ်တော်မှတ်တည်ရှိတယ်2015 2016ကနေ2020တက်တန်းအတွင်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့လွှတ်တော်မှတ်တည်အများကြီးရှိတယ်အ ਨੇ ဆုံးကအ ਨੇ ဆုံးကလွှတ်တော်ကိုယ်စားလှယ် NLD ကနေပြီးတော့လွှတ်တော်တဲ့ရောက်တဲ့ကိုယ်စားလှယ်တွေကိုရွေးကောက်ဝယ်မှမနိုင်လို့လွှတ်တော်တဲ့မရောက်တဲ့ကိုယ်စားလှယ်ကိုပေါင်းလို့ရှိရင်အ ਨੇ ဆုံး900နဲ့600ကျားမှရှိတယ် ပထမကျင်းလွတ်တော်တဲ့တန်ဒုတိယကျင်းလွတ်တော်တဲ့တန်တတိယကျင်းလွတ်တော်တဲ့တန်အခုနောက်20ရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့အမတ်တွေနဲ့ပေါင်းမယ်ဆိုရင် NLD မှာလွတ်တော်အမတ်တွေဝင်ကြီးတွေကအနည်းဆုံး900နဲ့600ချားမှရှိအဲ့ဒီလူတွေအကုန်လုံးကတောင်မှခင်ဗျားတို့ NLD ကိုအစိုးရအဖြစ်သိမှတ်ပြုတ်တယ်လားခင်ဗျားတို့ကဗမာကိုစားပြုအစိုးရဆိုတဲ့ဂုံတုနဲ့ကိုင်းနေပေါ်မပြောနဲ့တော့ပြည်အောင်စိုးရဆိုတာဝေးရနော်ဗမာတောင်ကိုစားမပြုတ်လေပြင်ခင်ဗျားတို့ NLD ကိုတောင်ကိုစားပြုတ်လေဆိုရမှာမဟုတ်ဘူးဟုတ်ပါရဲ့လို့ငင်းကျင်တယ်လို့ရှိရင်ရှေ့ထွက်ခဲ့ကျွန်မစိန်ခေါ်တယ်။ငါတို့အန်အူဂျီကဗမာကိုစားပြုအစိုးရကွာငါတို့အန်အူဂျီက ပြည်တော်စုအစိုးရကငါတို့အန်လူကြီးကိုဒီလိုဒီလိုဒီအီအေကိုအီအာအိုတွေကပြည်တော်စုအစိုးရဖြစ်ဘယ်နဲ့ဘယ်ချိန်တော့ကဘလို့တတ်မှတ်ခဲ့နေကွဆက်ခေါ်နေကြမှာဓမ္မကိုစားပြုဖို့မပြောနဲ့ NLD ပါတီကိုတော့ကိုစားမပြုနိုင်ဘဲနဲ့ကြီးကြီးကျယ်ကျယ်ဖက်ဒရယ်ဆိုတဲ့ဇကားကိုအနူလက်နဲ့ရွှေပွက်မနိုင်နဲ့အမဲယူနဲ့ဟင်းအိုးမှအာမနာမတန်မရတွေကိုမှတ်မှန်းကြနဲ့သတိပေးတာဒါကချင်းကြောက်တာမဟုတ်ဘူးနော်သတိပေးနေတာဖြစ်တယ်နောက်တစ်ခါတည်းမှကျွန်မဖတ်ပြမယ်ရက်ခိုင်မှာတဲ့ကာကွယ်စစ်မထိုးနိုင်တဲ့အတွက်ကလေးငယ်တွေအတွက်ချမ်းသာရေးအင်တာဆိုရင်ရပါလိမ့်မယ်ဟုတ်တာပေါ့ဒါဆိုရင်ရတာပေါ့ ကလေးငယ်တွေဆိုတာကနော်လာသားရွယ်ကလေးငယ်တွေမှာမကာကွယ်ဆေးထိုးရရင်ဟိုဝက်ယောဂါတို့နော်ဝက်တက်ယောဂါတို့ကြောက်ယောဂါတို့ပိုလီယိုယောဂါတို့လာသားရွယ်လာသားရွယ်ကလေးတွေမှာနော်မွေးသခင်ကမွေးခင်းစားကနေတနည်းအထိဒီကြားထဲမှာတို့ထိုးရတဲ့ကာကွယ်ဆေးကအနည်းဆုံး၄-၅ခုလောက်ရှိတယ်ကာကွယ်ဆေးဒါပေမဲ့အခု ရခိုင်မှာအေးအေးကတော်လန်ရေးဆိုပြီးလုပ်လိုက်တဲ့အတွက်စစ်တေဖြစ်နေတဲ့အတွက်ကျမ်းမာရေးဆောင်ဆောင်မပေးနိုင်ဘူးကျမ်းမာရေးဝန်ထမ်းမရှိဘူးဆေးဝါးလုံးလောက်မှမရှိဘူးဒါကြောင့်မို့လို့အခုနိုင်ငံရေးအခင်းချင်းမှာမွေးဖွားလာတဲ့ကလေးငယ်တွေကအဲ့ဒီလာသားရွယ်ကနေတနေ့ဒီကလေးငယ်တွေကအခုသူတို့အသက်တနေ့ပြည့်တဲ့အထိဘာကာကွယ်ဆေးမှမထိုးနိုင်ဘူးကာကွယ်ဆေးမှမထိုးနိုင်ဘူးဆိုရရင်ဒီကလေးတွေချိန်တွေပေါ့ဥဆက်ရောဂါတွေကိုခံရလိမ့်မယ်တိတ်ကိုဆုံးရင်ရတယ် ရခိုင်မာတင်လားဆိုတော့မဟုတ်ဘူးเนาะချင်းပြည်နယ်မှာလည်းထိုးနှီး၎င်းမဲ့ကယားပြည်နယ်မှာလည်းထိုးနှီး၎င်းမဲ့ရှမ်းပြောင်မှာလည်းထိုးနှီး၎င်းမဲ့စစ်ပွဲဖြစ်ပွားရာဒေသသခိုင်းအညာဒေသမှာလည်းထိုးနှီး၎င်းတာဖြစ်တယ်။ဒါကြောင့်မို့ဒီကလေးတငယ်တွေရဲ့အကျမ်းမာရေးစောင့်ရှောက်မှုကတိတ်ကိုအရေးကြီးတယ်။နောက်ဆိုတော့ကခင်ဗျားတို့ကရခိုင်ပြည်နယ်တပီးနယ်လုံးနီးပါအေးအေးကတိုက်ခိုက်သိမ်းလိုက်ထားပြီဆိုရင်အေးအေးမာကအဲ့ဒီဒေသခံပြည်သူတွေကိုအကျမ်းမာရေးစောင့်ရှောက်မှုပေးရမယ်တောင်းရှိတယ်။ဒေသခံပြည်သူတွေကို ခေါင်းပြအောင်ပြရဖို့အသက်နဲ့ရင်းပြီးကာကွယ်စောင့်ရှောက်ပြရမယ်တောင်းရှိတယ်။ဒေတာကံပြည်သူတွေကိုခလေးတငယ်တွေနဲ့ဒေတာကံပြည်သူတွေကိုကျန်းမာရေးစောင့်ရှောက်ပြရမယ်တောင်းရှိတယ်။ပညာရေးတင် जा ပြရမယ်တောင်းရှိတယ်။နေရာယူထားရင်တောင်းဝင်ယူတဲ့ရတယ်။ကိုကိုကိုခေါင်းဆောင်လို့အစိုးရဆိုပြီးတော့နေရာယူထားရင်အဲ့ဒီတောင်းဝင်တွေကိုကြေပေါ်စာယူတက်ရတယ်။နေရာမယူတက်ဖဲနဲ့ sorry တောင်းဝင်မယူတက်ဖဲနဲ့နေရာယူလဲဆိုရင်အဲ့ဒါပြက်စီရပြက်စီကြောင့်ကိုယ်နိုင်ငံကိုပြန်ဖက်တဲ့ကိုပြည်ကိုကိုပြန်ဖက်တဲ့ကိုလူမျိုးကိုပုံပြန်တက်တဲ့အမျိုးသားတက်ဆောက်ဖောက်နေတာဖြစ်တယ်။